2025ခုနှစ်မေလ28ရက်အင်္ဂါနေ့မနက်စောစောကိုမက်ကရိုနီဖျားသခင်ကတောက်လိုက်ကျွန်တော်တို့တင်ပြခန်းစားပြီးတိတာကလာသွာလာခြင်းလည်းမခွင့်ရအတွက်ပြင်ဆင်ပေးတဲ့ဖျားရှင်နာမှာပုံကြည်ပါစီတော့ကားလချုံရှိဥစွာရွေးနှောင်းမစဉ်နှစ်စာနေဒီကနေ့ပါဝင်ကျွန်တော်ကျမတယောက်ဖြစ်စီတက်ရှင်ခဲ့တဲ့ရပ်ပေါင်းက148ရက်ရှိခဲ့ပြီဖြစ်ပါတယ်။ကွန်ကရက်148ကိုဘယ်လိုသုံးပြုကြလဲပြန်ပြောင်းဆက်ဆက်စစ်စစ်စစ်စင်ကြုံတွင်းကြအောင်။မနက်ပိုင်းနေစပြီးတော့နှစ်ကုန်တီကြမ်းရှိသေးတာကတော့ တိ238ကျောင်းပါသေးတယ်။ကျန်ရှိသေးတဲ့238ကိုလည်းကာလာချွန်ကောင်းဆိုးရွေးနှုတ်ပြီးတော့သွားလာကျင်လည်ဖို့လို့ငါရှေ့ဥစွာတိုက်တွန်းနှုတ်ဆော်ပြစီ။ဒီကိ My Blessed of Morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာကတော့ရှင်မာကုခရစ်ဝင်ခန်းကြီး30အပိုက်ငယ်43 44ဖြစ်ပါတယ်။သင်တို့မူကားထိုးတော့မပြူကြနဲ့။သင်တို့သည်အကဲမှုပြုလို့သော သူသည်သင်တို့၏အစီကံဖြစ်ရမည်။ ်တင်တို့တွင်အထွတ်မြတ်လှုပ်ရှင်သောသူသည်လည်းအလုံးစုံတို့၏စီခိုင်းရာကျွန်ဖြစ်ရမည်။ဖတ်ကြတော်နှုတ်တော်အသက်ရှင်တော်မူသောဘုရားခင်စကားတော်များဖြစ်တဲ့အတိုင်းကျမ်းတော်ကြောက်တဲ့မှာဘုရားသခင်သည်အသက်တပံပြန်လဲကောင်းချီးပေးပါစေသောအာမင်။အရှင်ရှုဘုရားကတပည့်တော်ရဲ့တတတာကိုသူ့နောက်လိုက်နေနဲ့တွင်တင်ပြည့်ပြန်လမ်းပြရဲအရာတွေကြောင်းများစွာရှိပါတယ်။အဲကြောင်းများစွာရှိတဲ့နဲ့ဒီနေ့ပြောခြင်းနဲ့အရာတော့ပါလဲဆိုလို့ရှိရင်ဒီပြည့်တော်တွေကတယောက်နဲ့တယောက်ကြားထဲမှာဘာဖြစ်ကြလဲဆိုရင် ဂုံဂုံဒုဂုံပြိုင်ပေါ့လေအဲ့ဒီအဖြစ်အပျက်လေးကဘာလဲဆိုလို့ရှိရင်ဇေဘေသဲ့သားနှစ်ယောက်ဟလာယာကုပ်နဲ့ယောဟန်အရှင်ရှုထံနေပါတောင်းလဲဆိုရင်လက်ရရန်နဲ့လက်ဝဲရန်တောင်းပါတယ်။အရှင်ကတော့ဒါကခမီးတော်တွေခမီးတော်ဖေဟာသတ်မှတ်ထားတဲ့သူပဲကပြီးလို့ရတယ်။မင်းတို့ပြီးလို့မရအောင်။အဲ့ဒီစကားလေးကြားနေကြအောင်ကြံတဲ့တပိတော်ဆရာကဒီဇီဘီတဲ့သားနှစ်ယောက်ကိုစစ်ဆိုးတယ်လို့ပြောပါတယ်။ဟုတ်။ဘာကြောင့်စစ်ဆိုးလဲသူတို့လည်းအဲ့နေရာလူချင်းလာအောင် သူတို့ကအရှင်ကိုရင်းနှီးဖို့အကြောင်းပြုပြီးတော့ဟလာဒီနေရာတောင်းနေဆိုတော့လက်ဝဲရံလက်ရရံတောင်းနေဆိုတော့သူတို့စိတ်ဆိုးရပြောပါအဲ့ချိန်မှာအရှင်ကခုနကျွန်တော်ဖတ်ထားတဲ့ကျမ်းစာကိုတုံသင်ချက်ပေးနေတာဖြစ်ပါတယ်အဲ့တုံသင်ချက်နဲ့ကျွန်တော်ဒီနေ့စဉ်းစားဖို့လိုတဲ့အရာဘာလဲဆိုလို့ရှိရင်လောကသားတွေကအကဲမှုလို့ပဲစိတ်ကစားတယ်နော်ခေါင်းဆောင်လို့ပဲစိတ်ကစားတယ်ဟိုကျွန်တော်မြန်မာနိုင်ငံမှာရှိရတဲ့အသင်းတော်တွေရောဒီတိုင်းမျိုးမဟုတ်ဘူးလားခေါင်းဆောင်လို့ပဲစိတ်ကစားတယ် ကျမ်းအကြောင်းတွေတက်ကြတယ်ဝမ်းသာစရာပါဓမ္မပညာစီးပူးတယ်ဆိုတာဓမ္မပညာစီးပူးပြီးတော့ထပ်ခါတလဲဟလာဘတ်ချလာရမယ်နောက်မတ်စတာဖြစ်နိုင် DD နလားနောက်ပြီးတော့ဟလာ Dmin PhD စဖြစ်ပေါ့နော်ဒါတွေယူလာကြတယ်ပြန်လာတယ်ငါကသူ့ကိုစူတောင်းကြားပြောတော့လကောင်းတတ်နေတော့မဆာခဲ့တယ်မိခင်တင်းတော့စွန့်ခွာပြီးတော့အတင်းတော့အစ်ဓမ္မမွင့်ကြံ့အကြောင်းအစ်စ်ကိုတီထောင်လိုက်တယ်ဘာဖြစ်ချင်တာလဲ ကြောင်းဖြစ်ချင်တာခေါင်းဆောင်ဖြစ်ချင်တာမျိုးဖြစ်ပါတယ်။ဒါနဲ့ကျွန်တော်မြန်မာပြည်မှာဒုနယ်ဒီဖြစ်နေတာအာနာရှင်စနစ်တိဆောက်လို့ပဲဖြစ်ပါတယ်။ဘာသာရေးအာနာရှင်လို့ပြောလို့ရတယ်။ဘာသာရေးအာနာရှင်ရဲ့လက္ခဏာပါလဲဆိုရင်သူရှိမယ်။သူမရှိတော့ရင်သူ့ရဲ့ဟာလာတားလာသူမိလားသူ့နေရာကိုယူမယ်။အဲ့ဒါဘာသာရေးအာဏာရှင်ဖြစ်ပါတယ်။နော်။တကယ်လို့သူ့သားသမီးဖြစ်ရင်သူ့တူလားတူမလားအဲ့လိုယူလိမ့်မယ်။ဘာလို့လဲသူတို့လက်ငုပ်မိသားစုလက်ငုပ်လုပ်ငန်းလေးလို့ သတ်မှတ်ချင်တာဟောဒါတွေကဘာသာရေးခေါင်းဆောင်တွေဟလာအထွတ်မြတ်လုပ်ချင်တဲ့သူတွေအကဲမလုပ်ချင်တဲ့သူတွေစန္ဒအာနာရှင်တဲ့စန္ဒပဲဖြစ်ပါတယ်ကျဘာသာရအနာရှင်ဆိုတာကဟလာတကယ်တော့ကျွန်တော်တို့မြန်မာနိုင်ငံသင်းတော်တွေမှာဟောမြောင်များစွာ ဖြစ်ထွန်းနေတာဖြစ်ပါတယ်ဒါတွေကတော့တပိုင်းကကြည့်ရင်တော့ဟလာဘုရားမှုတော်တစ်ခုအနေနဲ့ရက်တည်ရဆိုတော့ကျွန်တော်အဲ့ဒါတော့ကျွန်တော်ဝမ်းသာစရာပဲဒါပေမဲ့သူတို့လှုပ်ဆောင်ချက်ကတော့ဝမ်းနေစရာပေါ့လေ ယတိအကြောင်းအနေပြီးတော့အရှင်ရှုပြောတဲ့စကားအနေအကဲမလို့ချင်တော့ဘာဖြစ်ရမလဲမင်းတို့အထွတ်မြတ်ဖြစ်ချင်တာမလို့ချင်နဲ့အကဲမလို့ချင်တော့မင်းအစီကံဖြစ်ရမယ်အထွတ်မြတ်လို့ချင်တော့အလုံးစုံတို့ရဲ့လူတိုင်းရဲ့စေခိုင်းရာဂျုံဖြစ်ရမယ်လို့ဖော်ပြပါတယ်ဂျုံကတော့အစီကံကတော့ဘုဒ္ဓမာမဖြစ်ချင်ကြဘူးဘာဖြစ်လို့လဲကောင်းမှာမကောင်းတာဟုတ်နာမည်လည်းမကောင်းဘူးလေလောရတဲ့ရာလည်းမကောင်းဘူးလေပင်ပန်းတာပေါ့ ဒါမဲ့သူကစတိုင်ကြကြနဲ့ခုံပေါ်မှာထိုင်ဖို့စဉ်းစားတယ်။နော်။ခုံကြီးယုံယုံကနာကြီးနဲ့နေဖို့စဉ်းစားတယ်။ကျွန်တော်အတိတ်ကာလအသင်းတော်တပါအသင်းတော်ဟိုစူပေါင်းတဲ့အသင်းတော်တွေပေါ့လေမိသားအဖွဲ့ထားတဲ့ကွန်ဗင်းရှင်းလို့ခေါ်ရအောင်အသင်းချုပ်မှာအကောင်းဆုံးဖြစ်တဲ့ချိန်မှာကျွန်တော်မှာယုံကံမရှိပါဘူး။ဘာလို့ယုံကံမရှိတာလဲ။ကျွန်တော်ကကျွန်တော်ခေါ်လို့မူခြင်းကဖျားသခင်ကအသေးဆုံးဆရာလို့ဖို့ဆိုတော့ အုတ်ချုပ်ရကျွန်တော်လောက်စိတ်ဝင်စားတော့ပေါ့ဒါပေမဲ့ကျွန်တော်မှအုတ်ချုပ်နဲ့ဆိုင်တဲ့စုကျေစုပေးထားတော့လုံတော်လုံရတာပေါ့လေဒါပေမဲ့ကျွန်တော်ယုံကနာအနေနဲ့မလုပ်ဘူးခံခံနာလာကြီးမဟုတ်ဘူးယုံမရှိဘူးဒါပေမဲ့ကျွန်တော်သတ်မှတ်တာကျွန်တော်အိမ်မှာရှိနေကျွန်တော်အိမ်ကကျွန်တော်ယုံဖြစ်တယ်ကျွန်တော်ဒေသနဲ့တင်းတော့မှကျွန်တော်ရှိနေအဲ့ဒေသနဲ့တင်းတော့ကျွန်တော်ယုံဖြစ်တယ်လို့ပဲကျွန်တော်သတ်မှတ်ထားတာအဲ့တော့ဒီနေ့မြက်ကတရားစောင်းကြားနေတဲ့ကျွန်တော်လွတ်ဖို့ဆောင်ပတ်တည်းလဲဒါကိုတတိယဆင်ရှင်ပြီးတော့အရှင်ရှုပြောတဲ့စကားကိုနှုတ်ထဲမှာသွင်းရအောင်ပါတယ်လေ။ အကဲမှုလုပ်ခြင်းအရင်ဆုံးအစီခံရမယ်အထွတ်မြတ်ဖြစ်ခြင်းအလုံးစုံတို့ရဲ့လူတိုင်းရဲ့အစီခံကျော်ဖြစ်ရမယ်ကျောင်းရနှုတ်ကတော်နဲ့ဝင်ခချပြီးအောက်ထက်ပေါ်ဘုရားသခင်သည်အတိတ်တပတ်ပြန်လဲကောင်းချီးပေးပါစေတော့ဆုတောင်းနေကြပါစို့ပြတော်ရှင်ဖပါပြားတပည့်တော်ရဲ့ဂုဏ်တုကုန်ပြန်ဖြစ်တဲ့ရာပေါ်မှာအရှင်သွန်တမှုပြုနေတာဖြစ်ပါတယ်အကဲမှုလုပ်ဖို့အရှင်အလိုမရှိပါအကဲမှုပြုခြင်းတဲ့သူကအစီခံဖြစ်ရမယ်အထွတ်မြတ်လုပ်ခြင်းတဲ့သူကတော့ ရောက်တိုင်းရဲ့အလုံးစုံတွေရဲ့စိတ်ခိုင်းရာကြုံဖြစ်ရမယ်လို့ပြောပါတယ်။ဒီအမှုရောက်သားတို့စဉ်းစားစဉ်းနှုတ်သိမ့်ပြီးတော့မှန်ကန်တဲ့သဘောထားနဲ့ correction နောက်ကို like ဆရာကြောင့်ဖြစ်စေဖို့အတ္တတည်းဥမာအလင်းပြေခြင်းပြပြင်းခြင်းတုံသိမ့်ကျေးဇူးပြုပြီးတော့ကောင်းချီးပေးပါမိကြောင်းသံမြောက်တက်ရှင်တော်မူသောအရှင်ယေရှုဖခင်နာမတော်ပြုကိုမိပြုပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံ့ကြပါရပါဖခင်အာမင်ကျွန်တော်ရဲ့ဝင်ငါကြေကို public မှာ share လုပ်ခြင်းအဖြစ်အမှုတော်မြတ်မှာဆက်လက်ပေါင်းပေးပါအောင်လို့ တောင်းလစားရှိတိုင်းတောင်းဆိုလိုပါတယ်။ရောက်တဲ့မှာဖခင်သည်ကြည်မာတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေသော။အာမင်။